အလုတ်ထွက်ဖို့အချိန်မှာဒီစာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာအလုတ်ထွက်ဖြစ်သွားတယ်မဟုတ်ရင်ကျွန်တော်ထွက်ချိန်မှာမဟုတ်ဘူးဒီအခုချိန်အထိဘာဖြစ်လဲဆိုတော့အလုတ်တစ်ခုထွက်ဖို့ဆိုတာမလွယ်ဘူးလေဟုတ်တယ်မလားစီတုံချလုံဖြစ်တယ်အမျိုးမျိုးစဉ်းစားရတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်မှာကန်ကောင်းကျင်တော့ဒီစာအုပ်လေးကိုကျွန်တော်ဝယ်ပြီးတော့ဖတ်လိုက်တယ်ဗျာဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာဒီစာအုပ်လေးဖတ်ပြီးရတယ်ကျွန်တော်အလုတ်ထွက်ဖို့ပို့ပြီးတော့တရားရဂိုင်းတော့ဆုံးဖြတ်ချက်ချနိုင်ကွာဒီလေးကတော့ကျွန်တော်ဒီမှာပေါ့နော်ဒီစာအုပ်တွေတန်ရှင်းလုံဖြစ်တယ်ပေါ့နော်စာအုပ်တွေဖုန်နေတက်နေမိဖွေကြီးမှာဖုန်နေတက်မှန်းသိရအဲ့တော့ကျွန်တော်စာအုပ်တွေတန်ရှင်းလုံတာပေါ့နော် အဲဒီနေရာမှာကျွန်တော်စာအုပ်တန့်ရှင်းလုပ်နေရင်းနေပေါ့နော်ကျွန်တော်ကျွန်တော်စီမှာပေါ့နော်ရှိတဲ့စာအုပ်လေးတွေကိုဒါဘဝသူရအနေနဲ့ပေါ့နော်ကျွန်တော်မျှပေးခြင်းတယ်ကျွန်တော်ကျင့်ရကြတော့စာဖက်ရတော့ဝါသနာပါတယ်ဒါပေမဲ့အလုံးမအားတဲ့ခါကျတော့ပေါ့နော်စာတော့ဒါအိမ်မဖတ်ဖြစ်ဘူးဒါပေမဲ့အဲကျွန်တော်ရဲ့ဒီစနေသိရှိမှာပေါ့နော်စာအုပ်တွေအများကြီးရှိရင်ကျွန်တော်စီချမ်းသာတယ်ဗျာစာအုပ်တွေအများကြီးရှိရင်ပျော်တယ်ပေါ့နော်စာအုပ်တွေမြင်ရင်စီချမ်းသာတယ်ဒါလည်းအာကောင်းတဲ့အချက်တွေတခုပေါ့နော်နောက်တစ်ခုကကျွန်တော်ဘဝပေါ့နော်အာတော်တော်များများပြောင်းလဲသွားထည်ကြတယ်ဒီစာအုပ်တွေတောင်ဗျာ အဲကြောင့်မလို့ကျွန်တော်တို့စောင်းတွေကတော့ဖတ်တင်နေပါတော့ကျွန်တော်တို့လူကြီးလူငယ်မကြီးစောင်းတွေကဖတ်တင်နေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တချို့ကပြောတယ်မှန်တယ်စာဖတ်တိုင်းနဲ့မရှင်းတာဘူးဆိုပေမဲ့ကျွန်တော်တို့စာဖတ်တဲ့ခါမှာပေါ့နော်ရှင်းတာပို့တယ်ကျွန်တော်တို့အတွေးခေါ်တွေပေါ့နော်ဘဟုသုတတွေအာကျွန်တော်တို့ပေါ့နော်ကိုနာမလဲတဲ့အရာတွေမှာစောင်းတွေကနေသင်ခန်းစာတွေအတွေ့အကြုံတွေယူလို့ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့စောင်းတွေဖတ်ရှင်းရဖြစ်တယ်ကျွန်တော်ရဲ့ဘဝတွေပုံတော့တွေကိုဒါညာရင်တိုးတက်စီတယ်ပေါ့နော်အဲနောက်တစ်ခုကျွန်တော်ကျွန်တော်စီပါဆိုအများကြီးပဲစောင်းတွေရဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်အဲအကြိမ်ဆုံးစောင်းစီလို့ပြောလို့ရတယ် နောက်တစ်ခုကကျွန်တော်စိတ်တက်ကြရင်ဖတ်တဲ့စာအုပ်တွေကျွန်တော်ပြပေးမယ်เนาะကျွန်တော်တွေစိတ်တက်ကြရင်ဖတ်တဲ့စာအုပ်တွေဒီစာအုပ်တွေဒီစာအုပ်ကအားလုံးလည်းသိမှထင်တယ်ဗျအာကျွန်တော်တွေဆရာဖူးကျော်စင်ရေးထားတယ်ကျွန်တော်တွေစိတ်တက်လူတက်ခေါင်းအတက်ဆက်စာအုပ်เนาะဒီစာအုပ်လေးကိုကျွန်တော်ဖတ်ဖြစ်တယ်နောက်တစ်အုပ်ရှိသေးတယ်နောက်တစ်အုပ်ကျတော့ကျွန်တော်တွေဒေါက်တာဖြူပိုင်စာအုပ်ရှိသေးတယ်ကျွန်တော်ပြောရတာဒီစာအုပ်မျိုးကျွန်တော်ပြမယ်เนาะကျွန်တော်မှာစာအုပ်တွေအများကြီးပဲโอเคဒီစာအုပ်ဒေါက်တာဖြူပိုင်ရေးထားရင်เนาะဒီမှာအာလူတွေမမမိလောက်အောင်တိုးတက်ပြောင်းလဲလဲပါစာအုပ်ဒီစာအုပ်အရင်မှရတယ်တကယ်ဒီစာအုပ်တွေဖတ်လို့ရှင်တကယ် ျွန်တော်စိတ်သက်သာနေတဲ့လူတွေတော်တော်လေးခက်ရှင်းဆိုလိုမှုတွေတက်တယ်ပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ဘာစာအုပ်ဖတ်ဖြစ်လဲဆိုတော့ကျွန်တော်ဖတ်ဖြစ်တယ်ဒီမှာဆရာမမိုင်းစာအုပ်ဆိုတဲ့ကျွန်တော်ကြိုက်ရပေါ့နော်ဒီစာအုပ်ကျွန်တော်လိုချင်လို့တကယ်ကျွန်တော်တို့စာအုပ်တွေဆိုလို့ရှိရင်ဒါ online အနေနဲ့ကျွန်တော်ဈေးကြီးပေးပြုတ်ဝယ်ရယ်နော်တကယ်စာအုပ်တွေတောင်းထားတယ်မြန်မာပြည်နဲ့ကျွန်တော်မှားရတာမဟုတ်ဘူး online အနေနဲ့ကျွန်တော်ဈေးကြီးပေးပြုတ်ဝယ်ရယ်ပေါ့နော်အာဒီစာအုပ်ဆိုတဲ့ကျွန်တော်အရင်ကြိုက်တယ်ပေါ့နော်နောက်တစ်ခုကအာကျွန်တော်ဒီစာအုပ်ဆရာမမိုင်းစာအုပ်ပဲဒီမှာတန်ဖိုးဆိုတဲ့စာအုပ် ဒီစာအုပ်ကလည်းအရင်ကောင်းတယ်ဒီစာအုပ်ကျွန်တော်ဖတ်တယ်ပေါ့နော်သိကြကြတဲ့ရှင်နေဆိုရင်ဖတ်တယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီစာအုပ်ဒီစာအုပ်ကတော့အကြိုက်ဆုံးစာအုပ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအလွဲချော်များနဲ့လူငယ်တယောက်ဆိုဒီစာအုပ်စာရေးဆရာမင်းခန့်ရေးထားတဲ့စာအုပ်ကျွန်တော်သူ့စာအုပ်ကိုဒီစာအုပ်ကပထမအဆုံးစာဖတ်ဘူးတဲ့စာအုပ်ပဲဒီစာအုပ်ကဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်ပေါ့နော်ဒီအလုတ်ထွက်ဖို့အချိန်မှာဒီစာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာအလုတ်ထွက်ဖြစ်သွားတယ်မဟုတ်ရင်ကျွန်တော်ထွက်ချင်မှာမဟုတ်သေးဘူးအခုချိန်ထိဘာဖြစ်လို့လဲဆိုတော့ အလောက်တစ်ခုထွက်ဖို့ဆိုတာမလွယ်ဘူးလေဟုတ်တယ်မလားစီတုံချရတော့ဖြစ်တယ်အမျိုးမျိုးစဉ်းစားရတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒီချိန်မှာကန်ကောင်းကျင်တော့ဒီစာအုပ်လေးကိုကျွန်တော်ဝယ်ပြီးတော့ဖတ်လိုက်ရပြန်ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့ချိန်မှာဒီစာအုပ်လေးဖတ်ပြီးရတယ်ကျွန်တော်အလောက်ထွက်ဖို့ပို့ပြီးတော့တရားရခိုင်တော့ဆုံးဖြတ်ချက်ချနိုင်သွားတယ်မဟုတ်ရင်ကျွန်တော်ခရော့ချင်မှာမဟုတ်သေးဘူးစီတုံချတုံနဲ့ကျွန်တော်အဲ့လိုဖြစ်နေမှာပေါ့နော်โอเคအဲ့ဒီစာအုပ်လေးအရင်ကောင်းတယ်ဝယ်ဖတ်ဖို့လည်းကျွန်တော် recommend ပေးရနော်ဒီစာအုပ်လေးပါနော်အလွယ်ချော်များတဲ့လူငယ်တယောက်ရဲ့စာအုပ်လေးသူ့ရဲ့တန်ဖိုးကဘယ်တော့မှလည်းမရှိဘူးပြကျွန်တော်ထိုင်းဘတ်ငွေနဲ့ဆိုလို့ရှိရင်ဘတ်ငွေ တရာကျော်လောက်ပဲရှိမယ်တရာ80တရာ90အဲ့လောက်နေပါရှိမယ်ကျွန်တော်တို့အဲ့လောက်ပဲရှိတယ်ဘလောက်မှမရှိဘူးဝက်ဖက်တင်တဲ့ဒီစာအုပ်လေးနော်အဲ့နောက်တစ်ခုကဒီစာအုပ် you can change ဒီစာအုပ်လည်းရန်ကောင်းတယ်နော်ကျွန်တော်တို့ဒီစာအုပ်ကရန်ကောင်းတယ်ဒီစာအုပ်ကလည်းခုနကပြောတဲ့ဆီယာမင်းခန့်စာအုပ်ပဲကျွန်တော်သူ့ရဲ့ဆီယာမင်းခန့်စာအုပ်မှာဆိုဒီစာအုပ်နောက်အုပ်ကျွန်တော်ဖတ်ဖူးတယ်ဗျတခြားစာအုပ်တွေတော့မဖတ်ဖူးသေးဘူးအဲ့ဒီမှာ you can change ပေါ့နော်မင်းပြောင်းလဲနိုင်တဲ့စာအုပ်ဒီစာအုပ်လည်းရန်ကောင်းတယ်ဒီစာအုပ်ကိုလည်းကျွန်တော် recommend ပေးတယ်ဖတ်တင်တယ်โอเคအဲ့နောက်တစ်ခုကကျွန်တော်အခုလောလောဆယ်မှာ ဝယ်ထားတဲ့စာအုပ်တော့ရှိသေးတယ်ဗျအဲ့စာအုပ်ကျွန်တော်ပြပေးဦးမယ်အဲ့စာအုပ်ကကျွန်တော်ပြပေးမယ်ဟမ်ဒီစာအုပ်ဒီမှာလာပြီဒီပါအာလူတယောက်တဲ့လူတယောက်စိတ်တက်ကြနေသည်ဆိုတဲ့စာအုပ်လေးပေါ့နော်ဒီစာအုပ်လေးကလည်းအရင်ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီစာအုပ်ကိုတော့ဝယ်ထားမှကြာသေးဘူးဒါပေမဲ့ကျွန်တော်ဖတ်ပြီးသွားပြီပေါ့နော်ဒီစာအုပ်ကကျွန်တော်တို့ကိုကိုကိုပေါ့နော်တချို့ကအများဆုံးအဖြစ်စိတ်တက်ကြရတယ်ဆိုတာကိုကိုကိုအကောင်းမမြင်လို့ကိုကိုကိုမပြောချင်လို့စိတ်တက်တည်ကြအဲ့တော့ဒီစာအုပ်ကကျတော့အဲကိုကိုကိုအကောင်းမြင်တတ်ဖို့ ਨੇ ကိုကိုပျော်ရွှင်အောင်နေတတ်ဖို့ကိုကိုမေတ္တာပြန်ထားဖို့ ਨੇ ပဝန်ကျင်ပေါ်မေတ္တာထားဖို့ပေါ့နော်ဒီစာအုပ်လေးကအရန်ကောင်းတယ်အကြိုက်ဆုံးတစ်ချက်ကိုပြောပါဆိုရင်ကျွန်တော်ဒီစာအုပ်မှာနောက်ဆုံးတစ်ချက်ကိုကျွန်တော်တကယ်ကြိုက်တယ်ဗျနောက်ဆုံးတစ်ချက်ကကျွန်တော်တို့ဒီအာတွေးဆုံပြီးရင်ခွဲခွာကြရမယ်ဆိုတဲ့ခေါင်းစဉ်နေပေါ့နော်အဲအဲ့ထက်မှာစာရေးဆရာကပြောထားတယ်ဆိုတော့သူ့ရဲ့အဖေပေါ့နော်ဘယ်လိုပြောမလဲမမျော်လင့်ထားဘဲနဲ့နောက်ဆုံးဆိုတာမသိလိုက်ဘူးဗျမသိလိုက်ဖက်နဲ့တည်ဆုံးသွားတာပေါ့နော်ဘာဘာမှမဟုတ်ပြောမစွင့်လူဘွားဆိုတာဒီလိုပဲ တော်တွေတွေ့ဆုံပြီးခွဲခွာရမယ်ဆိုတာကိုကျွန်တော်တို့ကသင်ရတာယူလို့ရတယ်ဗျာ။တစ်ခါတည်းကကျွန်တော်လူချင်းနဲ့တွေ့တယ်။ဒီနေ့တွေ့တယ်။နောက်နေ့ကျရင်မတွေ့ရတော့ဘူး။ဒါပေမဲ့နောက်နေ့မတွေ့ရတာကကျွန်တော်တို့ပုံမှန်မတွေ့ရခြင်းမဟုတ်ပဲနဲ့တည်ဆုံချင်းနဲ့ခွဲခွာရတာမျိုးဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ရင်နာဖို့ကောင်းတယ်ပေါ့နော်။မပြီးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရုတ်တရက်ကြီးဆိုတော့ Okay အဲ့တော့ကျွန်တော်ဒီစာအုပ်ကိုလည်းကျွန်တော် recommend ပေးတယ်။ဒီစာအုပ်ကလည်းအရန်နဲ့မကောင်းနဲ့။ဒါကတော့ကျွန်တော် sales တွေကြတဲ့ခါတွေဆိုလို့ရှိရင်ကျွန်တော်ဖတ်ပြတဲ့စာအုပ်တွေပေါ့နော်ဒီမှာ။အာဒီစာအုပ်တွေပေါ့နော်။ Okay ။အဲ့ဒီမှာကျွန်တော်ပြပေးမယ်။ဒီစာအုပ်တွေပေါ့နော်။ဒီစာအုပ်တွေကကျွန်တော် sales ကြရင်ဖတ်တဲ့စာအုပ်တွေပါ။ ကျွန်တော်စာအုပ်ပင်တော့ရှိတယ်ဆိုတော့ဒီမှာ3 4 5 6အောက်ရှိရပါဗျာအဲဒီစာအုပ်6ကိုကျွန်တော်ဖတ်ပြတယ်စစ်တက်ကြရင်โอเคအဲ့တော့မစ်ဆီလိုအနေနဲ့ဗျာကိုဘိုးကကိုပြောင်းလဲကျင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးစာအုပ်လေးတွေမှာရင်းနှီးမြှုပ်နှံကြည့်နော်တကယ်ကောင်းပြောတာကျွန်တော်ဆိုလဲအရင်တော့စာအုပ်တွေဝယ်ရမှာဒါ1မျိုးတယ်ဒါပေမဲ့ကျွန်တော်သိသွားတာကစာအုပ်တွေဖတ်ရှင်းကကျွန်တော်ပြောသလိုမျိုးချက်ချင်းကျွန်တော်တို့ဘိုးကကိုထောင်းလဲမပြောင်းလဲသွားနိုင်ပေမဲ့ကျွန်တော်တို့ဖြည်းဖြည်းဖြည်းကျွန်တော်တို့ရဲ့ဘဝတွေကိုအဆင့်မြင့်တင်ဖို့အတွက်စာအုပ်တွေကအများကြီးထောက်ပံ့ပြုတယ်အဲ့တော့ကျွန်တော်အကြံပေးတယ်ဒီလိုမျိုးစာအုပ်တွေကိုဝယ်ဖတ်ကြည့်ပါမစ်ဆီလိုနော် โอเคဒါကကျွန်တော်စိတ်တကြရင်ဖတ်တဲ့စာအုပ်လေးနောက်တစ်ခုကကျွန်တော်ပြပြုံးမယ်အဲနောက်တစ်ခုကတော့ကျွန်တော်ဒီငွေကြေးနဲ့ပတ်သက်တဲ့စာအုပ်တွေလေးကျွန်တော်ဖတ်တယ်ဒီမှာငွေကြေးနဲ့ဆိုရင်အားလုံးသိမှာပါအာကျွန်တော်တို့ဒီမှာပေါ့နော်ငွေချာနည်းစိတ်ပညာ psychology of money ဆိုတဲ့ဒီစာအုပ်ရဒီစာအုပ်ကလည်းလူတိုင်းညွှန်းတဲ့စာအုပ်အားလုံးတော်တော်များသိကြမယ်ဒီစာအုပ်နော်โอเคဒါကကျွန်တော်ငွေချာနည်းနဲ့ပတ်သက်တဲ့ဒီစာအုပ်ကိုဖတ်တယ်နောက်တစ်ခုကမဖြစ်မနေဖတ်သင့်တဲ့စာအုပ်ရှိသေးတယ်အဲ့ဒါကဒီစာအုပ်ဒီမှာ ဆရာကောင်းဟင်းစိုးစာပေါ့ဒီစာကိုအရင်ကောင်းတယ်နော်မိတ်ဆွေတို့တကယ်ကျွန်တော် recommend ပေးတယ်ဖတ်သင့်တယ်ဒါကကျွန်တော်တို့ဖတ်စစ်အင်ခံဖတ်စစ်အင်ခံကျွန်တော်တို့အခုခင်ပါဗျာကိုပိုင်အလုတ်တစ်ခုတည်းနဲ့အာကျွန်တော်တို့စက်ယုံဆိုလဲစက်ယုံပေါ့နော်အလုတ်တစ်ခုတည်းနဲ့ဒါဘလို့မှအစ်မပြေတော့အဲ့တော့ကျွန်တော်တို့နေနေဒီတခြားပေါ့နော်အပူဝင်ငွေရှာလို့ရမယ်အလုတ်မှန်တယ်များဆိုကျွန်တော်တို့လူတစ်ယောက်မှအနည်းဆုံးကအလုတ်ကနှစ်ခုသုံးခုတော့အပူရှိတင်တယ်ဒါမှမဟုတ်ကျွန်တော်တို့အလုတ်တစ်ခုကအစ်မပြေခဲ့ရင်ကျွန်တော်နောက်တစ်ခုကအစားထိုးပြီးတော့ကျွန်တော်တို့ဝင်ငွေရမှာဖြစ်တော့ကြောင့်မို့စာအုပ်ထဲမှာကျွန်တော်တို့ငွေကိုရွှေ့တာပြီးတော့ အဲတုံးဆွဲတဲ့နီးတွေပြီးတော့ဖက်စင်အခမ်းရဖို့အတွက်ကျွန်တော်တို့ဘလိုနေရာတွေမှာဂျီနီမြုံနိုင်ရမယ်ဘလိုတွေထက်လောက်ရမယ်ဆိုတာတွေကိုဒါစောက်ထဲမှာပြပေးထားတာအဲ့တော့ကျွန်တော်ဒီစာအုပ်ကို recommend ပေးတယ်ဖက်ကြည့်ပါဆရာကောင်းဟိုင်းစုရဲ့ဖက်စင်အခမ်းနောက်တစ်ခုစာအုပ်ရှိသေးတယ်အဲ့ဒါတော့ကျွန်တော်ဒီစာအုပ်လေးဒီစာအုပ်လေးကပုံစံတော့မတူဘူးဒါပေမဲ့အတူတူပဲဒီမှာဆရာကြီးရွှေဦးတောင်ရဲ့အကြံဉာဏ်ဖြစ်ကြည့်ပွားရေးဒါလည်းကျွန်တော်တို့ဖတ်တင်နေပါတော့ဒါလူတစ်ယောက်ကကျွန်တော်တို့ဆန္ဒပါတော့ဆန္ဒအဓိကပဲလူတစ်ယောက်ကဆန္ဒရှိရမယ်ဗျာဆန္ဒကျင်တဲ့စိတ် ဆန္ဒအဓိကလူပြောက်ချမ်းသာဖို့ဆိုရင်ဆန္ဒအဓိကဟုတ်တယ်မလားလူပြောက်ကကိုကိုနိုင်ငံမှာမချမ်းသာခြင်းဘူးဆိုရင်ဘယ်သူမှကိုချမ်းသာလာလို့ပေးလို့မရဘူးအဲ့တော့ကျွန်တော်ဒီစာအုပ်ကိုဖတ်တင်တယ်ဒီစာအုပ်ကတော့ကိုကိုပေါ့နော်ဆန္ဒတွေရှိအောင်ပြီးတော့နေစင်ပေါ့နော်ကျွန်တော်တို့ကိုဖြစ်ရှင်တဲ့အရာတွေကိုမျက်စိတိုင်းပုံပေါ်ကြည့်ပြီးတော့ဒါအဖန်တလဲလဲပွားများပြီးတော့အာချမ်းသာအောင်လုပ်တဲ့နီးပေါ့နော်ဒီစာအုပ်လေးကအရင်ကောင်းတယ်ပြည့်တန်ဖို့ဆိုလည်းဘလောက်မှမရှိဘူးဗျာဒါပေမဲ့ပတ်စံထက်ကျွန်တော်တို့တူထဲမှာပါတယ်တကယ်စာတွေအနှစ်တွေကြည့်ပြီးအဲ့တော့ ဒီစာအုပ်လေးကိုကျွန်တော် recommend ပေးတယ်ဒါကတော့ဆရာကြီးရှုတောင်းရဲ့အကြံဉာဏ်ဖြစ်ကြီးပွားရေးဆိုတဲ့စာအုပ်လေးပါဒါနာမည်ကြီးတဲ့စာအုပ်လေးပါโอเคเนาะအာโอเคနောက်တစ်ခုနောက်တစ်အုပ်ကျွန်တော်ထပ်ညွှန်မယ်ဒါကတော့ဆရာကောင်းဟိုင်းစိုးစာအုပ်ပဲဒီစာအုပ်လေးကျွန်တော်အရင်ကောင်းတယ်အမှန်ဒီစာအုပ်ကအရင်ထွက်တာเนาะဒီစာအုပ်ကဒါကျွန်တော်ဒီရင်းနှီးမြှုပ်နှံမှုဖြစ်ဒါရှမ်းသာကြွယ်ဝမှုဖန်တီးခြင်းဆိုတဲ့စာအုပ်ဒီစာအုပ်ကအရင်ထွက်တာဒီဆနာကျွန်တော်ပြရတဲ့ဒီစာအုပ်ပေါ့เนาะဒီ passive income အဲဒီစာအုပ်ကနောက်မှထွက်တာเนาะဒီစာအုပ်ကနောက်မှထွက်တာဒီစာအုပ်ကအရင်ထွက်တာဒါပေမဲ့ကျွန်တော် အာဒီစာအုပ်ကိုအရင်ဝယ်တယ်ဒါပေမဲ့ကျွန်တော်ဝယ်တဲ့ချိန်မှာကုန်နေရတယ်ဘယ်လိုမှဝယ်လို့မရဘူးအဲ့တော့ကျွန်တော်ဒီစာအုပ်ကိုနောက်မှဝယ်လိုက်ရတယ်ဒါပေမဲ့ဒီစာအုပ်ကလည်းအရင်ကောင်းတယ်ကျွန်တော်တို့ဒီစာအုပ်နဲ့ဒီစာအုပ်နဲ့ကကျွန်တော်တို့ဒီဟာတွဲပြီးတော့ဖတ်မယ်ဆိုရင်အဆင်ပြေတယ်ဒါကကျွန်တော်တို့ဒီငွေကြီးနဲ့ပတ်သက်တဲ့ဟာတွေပဲဗျာဒီကောင်မှာသူလက်တာရင်းနှီးမြှုပ်နှံမှုတွေအာဘယ်လိုပြုလုပ်ရမယ်ဆိုတာတွေကိုကျွန်တော်တို့ဒါရှင်းပြတာဖြစ်တယ်ဗျာဒီစာအုပ်ထဲမှာဒီမဲ့ငွေကြီးနဲ့ပတ်သက်ကျွန်တော်တို့ဘယ်လိုရင်းနှီးမြှုပ်နှံရမယ်ကိုယ်ငွေကြီးတွေဆုံးရှုံးမှုမရှိအောင်ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ခင်ကျွန်တော်တို့ဘယ်လိုတွက်ချက်ရမယ်ဆိုတာတွေဒါဒီထဲမှာအသေးစိတ်ပါတယ်အဲ့တော့ ဒီဆရာကောင်းကြီးဆိုရဲ့ဒီစာအုပ်ကိုလည်းဖတ်တင်တယ်ဒါငွေကြီးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဖြစ်မနေဘူးနော်ဒီစာအုပ်တွေဖတ်ကိုဖတ်တင်တယ်အဲ့ဒါမှသာကျွန်တော်တို့နားထဲမှာဖြစ်တယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ငွေကြီးဆုံးချုံးမှုတွေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ဒီစာအုပ်ကိုလည်း recommend ပေးတယ်နော် Okay နောက်တစ်ခုကကျွန်တော်ငွေကြီးနဲ့ပတ်သက်ရင်ဖတ်ဖြစ်တဲ့စာအုပ်တွေကတော့ဒါအဲ့တော့မရှိသေးဘူးနော်အဲကျွန်တော်အဓိကဖတ်ဖြစ်တာကတော့နောက်တစ်ခုကကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်ရှိတယ်ဒီမှာအမ်ဆရာဖြိုးပိုင်ဒီမှာဆရာဖြိုးပိုင်စာအုပ်တော့အုပ်ချန်နေထားတယ်ကျွန်တော်မပြိုင်ဘဲနိုင်အောင်လုပ်ပါဆိုတဲ့စာအုပ်လေးဒီစာအုပ်လေးလည်းကျွန်တော်ဝယ်ထားတော့မကြသေးဘူးဒီစာအုပ်လေးလည်းကောင်းတယ် ဘာဖြစ်လဲသူကလူတွေပေါ့နော်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့ခါမှာမပြိုင်ပဲနဲ့နိုင်အောင်လုပ်ဖို့သူကဒါပြောထားတဲ့စောက်လေးပါဒီစောက်လေးထဲမှာလည်းရန်ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့စီးပွားရေးလုပ်မယ်ဆိုရင်ဒီလိုမျိုးစောက်လေးတွေဖတ်တင်ပါတယ်ဒီစောက်လည်းကောင်းပါတယ်ဒါဒေါက်တာဖြိုးပန်ရဲ့မပြိုင်ပဲနိုင်အောင်လုပ်ပါဆိုတဲ့စောက်ပါအဲ့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ size ရအောင်ကိုဦးရေးထားတယ်ဒီစောက်လေးဒီမှာကိုပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်ဆွဲဒီစောက်ဒီစောက်လေးဆိုကျွန်တော်ဖတ်တာပေါ့နော်ဒီမှာအာကျွန်တော်ဖတ်တာတော့ဟုတ်ပဲရှိတယ်ကျွန်တော်ပြီးအောင်မဖတ်ရသေးဘူးကျွန်တော်ဒီစာအုပ်ကိုကျွန်တော်မဖတ်ဒီစာအုပ်ကျတော့ ဘလူလူတွေအတွက်အဓိကရည်ရွယ်ထားတယ်ဆိုဒီစာအုပ်ကြတော့ဗျာကိုပိုင်လုပ်ငန်းကိုတကယ်အာလောက်ကင်နေတဲ့သူတွေအတွက်ပေါ့နော်ဒါရည်ရွယ်ထားတာကျွန်တော်တို့လေလိုမျိုးဘလူပြောမလဲအသေးစားစီးပွားရေးလေးတွေအတွက်ဆိုရင်တော့ဒါကြီးတော့အသုံးမဝင်သေးဘူးဒါပေမဲ့သိချင်ရင်တော့ကောင်းတယ်တကယ်လုပ်ငန်းကြီးလုပ်နေတဲ့လူတွေဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိမှာပေါ့နော်အာလူတွေနဲ့ဝန်ထမ်းနေနေပေါ့ဗျာကျွန်တော်တို့တွေဒါလုပ်နေရတဲ့သူတွေဆိုလို့ရှိရင်ဒီစာအုပ်ကဖတ်တင်နေပါပဲဆိုတော့ကိုယ့်ရဲ့ဒီလက်အောက်ငယ်သားတွေပေါ့ဗျာဘလူမျိုးထိန်းချုပ်ရမလဲဆိုတဲ့ပုံစံမျိုးတွေပါရအောင်တခုကကျွန်တော်တို့ဝန်ထမ်းတွေကိုပြောင်းထားဖို့ပေါ့နော်အာကိုပိုင်စီးပွားရေးဆောက်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့အညီကျွန်တော်တို့တွေက ကိုပိုင်စီးပွားရေးလုံမဲ့လူတူရဲ့စိတ်နေစိတ်ထားတွေနေထိုင်ရမယ့်ပုံစံတွေအများကြီးဗျာဒီစာအုပ်ကတော့အရင်ကောင်းတယ်ဒီစာအုပ်လည်းကျွန်တော်ဖတ်တာမပြီးသေးဘူးဒါပေမဲ့အဆင်ပြေတယ်ကျွန်တော်တို့ကောင်းတယ်နော်ဒီစာအုပ်လည်းကျွန်တော် recommend ပေးတယ်ဒါစီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်တွေဖြစ်တယ်ပေါ့နော် so အဲနောက်တစ်ခုကဒီစာအုပ်ကြီးဒီမှာဒီစာအုပ်ကြီးဆိုလို့ရှိရင်တော်တော်လေးကိုကြီးတယ်ကြီးရကြီးလို့ကျွန်တော်လည်းဖတ်ဖို့တော့ပြင်းရတယ်ဒါပေမဲ့မဖတ်ဖြစ်သေးဘူးပေါ့နော်ဒီစာအုပ်က အဲကျွန်တော်တို့ဒီမှာဆရာနိုင်ဝင်းအောင်ရေးထားတဲ့စာအုပ်စာအုပ်နောက်ဆုံးတော့ကျွန်တော်ဒီစာအုပ်ကြီးဒီစာအုပ်ကြီးဆိုရင်ကျွန်တော်ဖတ်တာမပြီးသေးဘူးစာအုပ်ကြီးကလည်းကြီးတယ်အရန်လည်းထူတယ်အဲ့တော့ကျွန်တော်ဖတ်လို့မပြီးသေးဘူးခုနကပြောသလိုမျိုးလုံမအားရတဲ့တချောင်းနဲ့မဖတ်ဖြစ်သေးဘူးဒါပေမဲ့ဒီစာအုပ်ကလည်းစောင်းလာသေးတယ်မဖြစ်လို့ဆိုတော့ဒီစာအုပ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့လူတွေရဲ့ဒီစိတ်ပညာနဲ့ပေါ့နော်ပတ်စံဘယ်လိုခြာရမလဲ NLP ပညာနဲ့ပေါ့နော် NLP ပညာကကျွန်တော်တို့အဲတာဘူးမှာပါဆရာပြေခိုင်တို့အများနဲ့ပြောနေတဲ့စကားတွေမှာကျွန်တော်တို့ဒီစိတ်ပညာနဲ့ကျွန်တော်တို့လူတွေကိုဘယ်လို ဟောပြောမလဲဆိုတဲ့ဟာတွေအဲဒါကျွန်တော်တို့စိတ်ပညာနဲ့သက်ဆိုင်နေပေါ့နော်အဲကျွန်တော်စကားပြောမှလာချင်းလည်းခွင့်လိုပါဆိုတော့ကျွန်တော်အဲ့ဘိုင်ဒီတိုင်းမကြွမ်းဘူးဒါပေမဲ့ဒီစာအုပ်ကလည်းကျွန်တော်တို့စီးပွားရေးလုပ်မယ်ဆိုလို့ချင်းအဲဒါဆောင်းလာတဲ့ဒီစာအုပ်ဆိုရင်ကျွန်တော်ထိုင်းမှာဝယ်ရယ်နော်ကျွန်တော်ဝယ်ရရှင်တော့တို့ဈေးကြီးရပြောရမယ်ဘန်ဝင်နေဆိုကျွန်တော်ဘန်900ကျော်တော့ပေးရတယ်ပေါ့နော်ဘန်900ကျော်ပေးရဒီစာအုပ်ကထူလဲထူလဲပေါ့နော်အဲ့တော့ဈေးလည်းကြီးရယ်ဒါပေမဲ့ကျွန်တော်ဝယ်တယ်ပေါ့နော်ဒီစာအုပ်တုံထဲတယ်ပေမဲ့ကျွန်တော်ပို့ခါနေဆိုဘန်900ကျော်နေပါရှိရယ်ပေါ့နော်โอเคဒါတော့ကျွန်တော်စီးပွားရေးနဲ့ပတ်သက်ရင်ဖတ်တဲ့စာအုပ်တွေပေါ့နော်။ဟိုစီးပွားရေးနဲ့ပတ်သက်ရင်အာကျွန်တော်တွေဖတ်တဲ့စာအုပ်ကိုကျွန်တော်ပြန်ပြပြပေါ့နော်။ဒီစာအုပ်ရှိမယ် အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအာဆရာအောင်ကိုဦးစာအောင်ရှိမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဆရာကြီးချုပ်ဦးတော်ရဲ့စာအောင်ရှိမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒေါက်တာဖြိုးပန်ရဲ့အာမနိုင်ပဲမပြိုင်ပဲနဲ့အောင်လုပ်ပါတယ်စာအောင်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဆရာကောင်းရင်ဆိုရဲ့ယင်းနိမ့်မြတ်မှုတိချမ်းသာကြောင်မှုဆိုတဲ့ဒီစာအောင်ရှိမယ်ပြီးကျွန်တော်တို့ဒီမှာဆရာကောင်းရင်စာအောင်ပဲ passive income ဆိုတဲ့စာအောင်ရှိရဲ့ဒီစာအောင်လည်းရှိမယ်အဲနောက်ဆုံးစာအောင်ကကျွန်တော်တို့ဒီမှာနော် psychology of money ဝိညာဉ်စိတ်ပညာဆိုတဲ့ဒီစာအောင်ပါဒီစာအုပ်ဖတ်တယ်ကျွန်တော်ကဒီမှာ အစီပွားရေးနဲ့ငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်ဒါဖတ်တဲ့စာအုပ်တွေဖြစ်ပါတယ်ဒီစာအုပ်တွေပါအာမိတ်ဆွေတို့လည်းကျွန်တော်လိုမျိုးပေါ့နော်စီပွားရေးနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင်လည်းအာဒီစာအုပ်တွေကိုလည်းဖတ်သင့်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့စိတ်တကြလည်းပြီးသွားပြီငွေချန်နီးလည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့တရားဓမ္မဘက်ကိုသွားလိုက်ကြဆိုတရားဓမ္မဘက်ဆိုပြီးတော့ကျွန်တော်လည်းထားအိတော့ဖတ်ပြသေးဘူးဥမာအာဝယ်ထားတယ်ပေါ့နော်ကျွန်တော်တရားဓမ္မဘက်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီမှာပမခကျုပ်ဆရာတော်ဘုရားကြီးရဲ့ဒီစာအုပ်လေး ဒီစာလေးလည်းမစိုးဘူးပေါ့နော်ကျွန်တော်ဖတ်တာအဆင်ပြေတယ်သူကတော့ဘယ်လိုပြောမလဲလူရင်းတူရှင်းလေးတွေပေါ့နော်အပိုက်ပိုက်လေးနဲ့ကျွန်တော်တို့ချင်းပြထားတဲ့စာလေးပေါ့နော်ဒီစာလေးလည်းဒါဖတ်တင်တယ်တရားသမားနဲ့ပတ်သက်ရင်တရားသမားရေလို့မဟုတ်ဘူးဒီစာကိုကြတော့ log in log out တာအားလုံးကိုကျွန်တော်တို့ကဒါဖရအဟောနဲ့အညီပေါ့နော်ဘယ်လိုကြီးညာနေထိုင်ရမလဲဆိုတာတွေအဲဒါလူတွေရဲ့အကြောင်းတွေတပါအစုံပေါ့ဗျာဒီစာလေးကလည်းကောင်းတယ်ဒီစာလေးပေါ့နော်ဒါကျွန်တော်ဖတ်ပြတဲ့စာလေးဒီစာဆိုကျွန်တော်ဝယ်ထားမှကြာသေးဘူးဥမာရက်ပိုင်းမှရှိသေးတယ်ပေါ့နော် အာโอเคနောက်တစ်ခုကကျွန်တော်ဒီမှာဒီစာအုပ်လေးလည်းကျွန်တော်မဖတ်ရသေးဘူးစာအုပ်ဆိုတကယ်လုံးဝမဖတ်ရသေးဘူးခုမှအသေးရောက်ထားမှကြာသေးဘူးကြာပိုင်းမရှိလို့ကျွန်တော်မဖတ်ရသေးဘူးဒီစာအုပ်လည်းဖတ်မယ်ပေါ့နော်အာဒီစာအုပ်လေးကျွန်တော်အရင်က review ကြည့်ရတော့စာအုပ်လေးကိုဝယ်ချင်တာကြာပြီအဲ့တော့ကျွန်တော်ဝယ်ထားရဒီမှာငါဘာသူလဲဆိုတဲ့စာအုပ်လေးဒီစာအုပ်လေးနော်အာဆရာတော်ဥဇောတိကရေးထားတဲ့ငါဘာသူလဲဆိုတဲ့စာအုပ်ဒီစာအုပ်လေးကျွန်တော်ဖတ်မယ်ပေါ့နော်အာနောက်တော့အုတ်ကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီဗုဒ္ဓဆိုတဲ့စာအုပ်ကျွန်တော်တို့မြန်မာလိုအိဗေပြန်ဖွင့်ထားတာ အဗုဒ္ဓအုံတော်ဆိုပြီးတော့ဗျာဒီစာအုပ်လေးပေါ့နော်ဒီစာအုပ်လေးဗုဒ္ဓအုံတော်ဆိုပြီးတော့အဲနာမည်ကြီးတယ်ဗျာဒီစာအုပ်လေးတော်တော်နာမည်လက်ကြီးရဲ့ကျွန်တော်လည်းဒီဝဲချင်တာချာမဝဲဖြစ်သေးတာပေါ့နာမည်ကိုလည်းကျွန်တော်ဝယ်လိုက်ပြီးဒီစာအုပ်လေးပေါ့နော်ဒီစာအုပ်လေးလည်းကျွန်တော်လက်ရှိတော့ဖတ်နေရတယ်ဒါပေမဲ့နည်းနည်းပဲဖတ်ကြသေးပေါ့နော်သဘောတရားကျွန်တော်ရှင်းပြလို့မရသေးဘူးဒီစာအုပ်လေးလည်းအာတော်တော်များညှို့ကြတယ်ပေါ့နော်ဒီစာအုပ်လေးလည်းကျွန်တော်ဝယ်ထားတယ်ပေါ့နော်ဒါပေမဲ့မဖတ်ရသေးတော့ကျွန်တော်ပြပြပေးလို့မရသေးဘူးအဲ့တော့ဒါကျွန်တော်ဖတ်တဲ့စာအုပ်လေးပါဗုဒ္ဓအုံတော်ရဲ့စာအုပ်လေးဖြစ်ပါတယ်နောက်တော့ကတော့ကျောင်းဒီမှာဒါကတော့ကျွန်တော်တို့ ပေကြီးစရတုတ်တို့ပါတို့ပေါ့နော်တရားဟောတွေမြတ်တာဘူးပညာကာတာတွေပေါ့နော်ဒီစာအုပ်လေးလည်းကျွန်တော်ဝယ်ထားတယ်ပေါ့နော်ဒါဒီစာအုပ်ကကျွန်တော်ဝယ်ထားမှကြာသူကြီးရပိုင်းလေးဝယ်ထားပေါ့နော် so အဲ့တော့ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်လေးတွေကိုဒါဒီညမှာကျွန်တော်ဘုဟုတ္တရအနေနဲ့ပြန်လည်းမျှဝေကြည့်ဖြစ်ပါတယ်ကျွန်တော်အဲတရားဓမ္မနဲ့ပတ်သက်တဲ့စာအုပ်တွေဆိုတော့တိတ်မရှိသေးဘူးပေါ့နော်ကျွန်တော်ခုမှဝယ်ထားတယ်ကျွန်တော်မှဆိုရင်ဒီမှာအာဒီလေးရုပ်ပဲရှိသေးတယ်တရားဓမ္မနဲ့ပတ်သက်တဲ့စာအုပ်ဆိုရင်လေးရုပ်ပဲရှိသေးပါတယ် ကျွန်တော်တို့ဒီမှာစီပွားရေးနဲ့ပတ်သက်တဲ့စာအုပ်တွေဆိုရင်တော့ကျွန်တော်ဒီမှာအများကြီးရှိပါတယ်ဒီမှာစီပွားရေးနဲ့ပတ်သက်တဲ့စာအုပ်ဒီမှာနောက်တစ်ခုကကျွန်တော်တို့ဒီမှာပေါ့နော်စိတ်တက်ကြတဲ့အချိန်ဒီမှာဆိုလို့ရှိရင်ဒါဖတ်တဲ့စာအုပ်တွေပါဒီစာအုပ်တွေကတော့အများဆုံးပါပဲစိတ်တက်ကြတဲ့အချိန်လူဆိုတာအမြဲတမ်းစိတ်တက်ကြတဲ့အချိန်ဖြစ်တယ်လို့ကြောက်မလို့စိတ်တက်ကြတဲ့အချိန်ကိုကျွန်တော်ဒီစာအုပ်တွေနဲ့အမြဲတမ်းကိုယ့်ကိုပြန်ပြီးတော့ဒါစိတ်တက်ပြန်ပြီးတော့မြင့်တင်ရတယ်ပေါ့နော်ဒီစာအုပ်တွေနဲ့ပေါ့နော်โอเค so အဲ့တော့ ကျွန်တော်မထင်မှတ်ဖယ်နေပေါ့နော်ကျွန်တော်နောက်ခံ background ကြီးချုပ်ရင်ချုပ်သွားမိတိုင်းပဲကျွန်တော်တို့လူရဲ့အတွေ့လူရဲ့အုံနောက်ဆိုတာကစိတ်ကူးပေါ်တဲ့အချိန်ကျွန်တော်တို့ဗီဒီယိုထိုက်ရတာဖြစ်လို့ကျွန်တော်ဘာမှမပြင်ဆင်လိုက်တော့ပြန်ဖြစ်တယ်လို့ပဲဒါညအိတ်ခန့်ကြီးဆိုတော့ဒီတိုင်းပဲပခုသူတအနေနဲ့ကျွန်တော်ကပြန်လည်ပြီးတော့တင်ပြပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လိုပဲ subscribe ဝါသနာပါတဲ့သူတွေဖြစ်ဖြစ်စာအုပ်တွေကိုဘယ်လိုစာအုပ်တွေဖတ်ရင် comment လို့ဆိုပြီးတော့ like ရှာနေတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကဒါကျွန်တော်ဖတ်တဲ့စာအုပ်တွေကိုကျွန်တော်ကဒါ review လုပ်ပေးရဖြစ်တယ်ပေါ့နော်မွေးဆွေလိုလည်းကိုတိုက်နေတဲ့စာအုပ်တွေရှိရင်ဝယ်ဖတ်လို့ရတယ် အဲကျွန်တော်ကတော့ဒါကျွန်တော်လက်ရှိဖတ်နေတဲ့စာအုပ်တွေကိုကျွန်တော်ပြပေးခြင်းဖြစ်တယ်ကျွန်တော်အခုလက်ရှိဖတ်နေတဲ့စာအုပ်တွေကမှကျွန်တော်လူငယ်တွေအတွက်ပေါ့နော်အဲအဓိကကျွန်တော်ညွှန်ရမယ့်စာအုပ်ဆိုရင်တော့ကျွန်တော်ကဒီစာအုပ်လေးကိုပဲညွှန်ခြင်းတယ်ဒီစာအုပ်ကကျွန်တော့်ရဲ့ဒီမှာပေါ့နော်အဲကျွန်တော်ကတော့ပြောသလိုမျိုးကျွန်တော်ဘဝကိုအလုံးထွက်ဖြစ်စေတဲ့စာအုပ်လေးဒီစာအုပ်လေးပဲအကြောင်းကျွန်တော်ဒီစာအုပ်လေးကိုအရင်ကြိုက်တယ်စာအုပ်လေးကိုဖတ်စေခြင်းတယ်ပေါ့နော်โอเคဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့เนาะကျွန်တော်ဖတ်တဲ့စာအုပ်လေးတွေကိုဒါဘာရမဟုတ်ဘူးဘ ഹു သူရအနေနဲ့ကျွန်တော်ကပြန်ပြီးတော့ share လုပ်ပေးခြင်းဖြစ်တယ်ပေါ့เนาะ subscribe ရတာဝါသနာလည်းပါတယ်ပြီးတော့ ကျွန်တော်ဆာအူဒီကိုလည်းဝယ်ရတာသဘောကျတယ်ဆာအူဒီစူဆောင်ရတာကြိုက်တယ်ကျွန်တော်ရည်ရွယ်ချက်ကတစ်ချိန်တက်လို့ချိန်ပေါ့နော်ကိုပိုင်ခန်းထဲမှာပဲဆာအူစင်ရကျွန်တော်စာကြည့်တဲ့ပုံစံမျိုးလုပ်ဖို့ထိတောင်မှာရည်ရွယ်ချက်ရှိတယ်ပေါ့နော်ကျွန်တော်ဆာအူဒီကိုလက်ရှိရှိမှာမြင်နေတယ်ဆာအူဒီဖက်ရှင်နေပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဆာအူဒီစူဆောင်နေပါတယ်ဆာအူဒီလည်းကိုယ်တိုင်ပဲဝယ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာမပါဘူးထိုင်းမှာပဲကျွန်တော်စီကြည့်ပေးပြီးတော့ကြိုက်တဲ့ဆာအူစင်ကျွန်တော်ဝယ်တယ်ပေါ့နော်ကျွန်တော်တလားကိုကျွန်တော်ရင်ရမ်းသပုံမှန်တလားကိုဆာအူနှစ်အုပ်သုံးအုပ်ကျွန်တော်ဝယ်ဖြစ်တယ်ဒါမှမဟုတ်တချို့လိုက်ဆိုတော့မဝယ်ဖြစ်ဘူးပေါ့နော်မေးတာမျိုးပါမျိုးရှိရဲကျွန်တော်အဲ့တော့ အာလာတဲ့စာအုပ်တွေစုဆောင်တယ်မြို့ဆွေတို့လည်းအများကြီးမဝယ်နဲ့တလောက်တအုပ်လောက်ပဲဝယ်တလောက်တအုပ်လောက်နဲ့ကျွန်တော်တို့စုဆောင်သွားတနည်းဆိုရင်မဲစာအုပ်တွေ72အုပ်ဖြစ်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်လည်းအဲ့လိုအဲ့လိုဝယ်ဝယ်ရင်စာအုပ်တွေများလာတပုံနဲ့တော့ဘူးမှမဝယ်နိုင်ဘူးလေโอเคနော်အဲ့တော့မြို့ဆွေတို့အနေနဲ့လည်းအာစာအုပ်တွေပေါ့နော်ကျွန်တော်တို့စာဖတ်တဲ့ဝါသနာပါတယ်ကိုဘေးစာအုပ်တွေဖတ်နေလေပေါ့နော်ကိုဖတ်တဲ့စာအုပ်တွေရှိရဆိုလို့ရှိရင်လည်းလမ်းညွန်ပြလို့ရတယ်အဲ့ဒီဗီဒီယိုကွန်မတ်မှာဘေးစာအုပ်တွေအကောင်းနေဆိုတာတွေကိုပြန်ပြီးတော့ sharing လုပ်ခဲ့ပြီးလို့လည်းရတယ်ပေါ့နော်ကျွန်တော်လည်းမဆီလိုညွှန်တဲ့စာအုပ်တွေကိုပြန်ပြီးတော့ဝယ်ဖတ်ရှင်ပါတယ် ျွန်တော်ညွှန်းတဲ့စာအုပ်တွေကမိဆွေတို့သဘောကျတဲ့စာအုပ်လေးရှိရဆိုလို့ရှင်လဲကွန်ဖတ်မှာရေးလာပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့စာဖတ်တဲ့သူတိုင်းမအောင်မြင်ဘူးဆိုပေမဲ့စာဖတ်တဲ့သူတိုင်းကတော့ကျွန်တော်တို့အသိပညာရှိတယ်ပုံမှန်လူတွေထက်အများကြီးတာတယ်ဆိုတာကတော့မဆုတို့တနေ့ကျရင်ကိုယ်တိုင်လက်တွေ့ကြုံတွေ့လာနိုင်မှာပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်စာအုပ်တွေထပ်ဝယ်ပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ review လုပ်ပေးပါမယ်ကျွန်တော်ကပုံမှန်ဆိုဒီလိုမျိုးဗီဒီယိုတွေရိုက်လေးမရှိဘူးဒါပေမဲ့ကျွန်တော်ဒီညမှာအမှတ်တမဲ့ပေါ့နော်စာအုပ်တွေတန်ရှင်းလုပ်ရရင်ကျွန်တော်တခြားသူတွေလည်းဘုသူတ္တရအနေနဲ့ပြန်ဖြောက်ပေးချင်တာနဲ့ဗီဒီယိုလေးမထင်မှတ်ဖြစ်နေရိုက်ဖြစ်တာဖြစ်တယ်ပေါ့နော် so ားလုံးပဲစာအုပ်တွေဖတ်ရှင်ဖြစ်ကိုယ့်ရဲ့ဘဝကိုပြောင်းလဲကြပါစို့ဗျာ။